မင်္ဂလာပါရှင်မြစ်တန်ရင်း channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ကြားရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနေပြည့်စုံကြပါစေရှင်အခုတက္ကသိုလ်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့မောင်စနေနဲ့ကျက်ပါကြီးဆိုရင်ပရာလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရဲ့ရှင်ခင်ဗျားတို့သိမလားတော့မသိဘူး ဘိုးတော်စိန်ကနှက်ဆောင်ပြန်ရက်ွက်သားတယ်ဗျလူကတော့ရောက်ချင်တာရောက်ပေါက်ချင်တာပေါက်ရှောက်သွားနေတဲ့သူပေါ့ဗျာကျုပ်ကငှက်ဆိုးအော်ရင်ခလေးတည်ရဲ့ဆိုရဲရွာကနေပြန်လာတာအခုဆိုလေးရက်လောက်တောင်ရှိပါပြီဗျာဘိုးတော်စိန်ကသူ့ပြန်သွားတော့ကျုပ်ကိုပြောင်းနိုင်တဲ့တိုင်လက်ဆောင်ပေးခဲ့တယ်ဗျကျုပ်လည်းအဲ့ပြောင်းနိုင်လေးကိုဘာလို့ရမယ်မသိပါဘူးဗျာကျုပ်လည်းဖျောင်းနိုင်လေးကိုင်ပြီးကြည့်နေရောဘိုးကရောက်လာတယ်ဗျာ ဟဲ့ကောင်စနေဖယောင်းနိုင်ကိုမမြင်ဘူးဘူးလားကွာဖယောင်းနိုင်ကိုငေးကြည့်နေရမြင်ဘူးပါရဲ့ဗျာဒါဘိုးတော်စင်ပေးကမှလို့ဗျာဘိုးတော်ကတော့ရိုးရိုးဖယောင်းနိုင်ပေးမှာမဟုတ်ဘူးပေးစမ်းငါကြည့်မယ်ဘိုးကကကျုပ်လက်ထဲကဖယောင်းနိုင်ကိုကင်ပြီးတေးချာကြည့်ရဲ့ဗျာပြီးတော့ဖယောင်းနိုင်ကိုလက်ညှိုးနဲ့ထိုးပြပြီးပြောတယ်ဟဲ့ကောင်စနေဒီမှာလာကြည့်ဘာကြည့်တော့ဘိုးကမင်းတွေ့လားဖယောင်းနိုင်မှာစာလေးတွေဖော်ထားတာ တော်တော်သေးရဲ့ကွာဘာစားမလဲမသိဘူးဘိုးကပြောမှကျုံလေးဖျောင်းနိုင်လေးကိုသေးချသေးရော ဟုတ်ပါဗျာစလုံးလေးတွေထွင်းထတာအတော်သေးပါရဲ့ဗျာကျုံအထင် အပြားလေးနဲ့ရေးထားထင်နေစလုံးတွေကတော်တော်သေးရဲ့ဗျာကျုံကလည်းကန်းလိုက်တာဘိုးကပြောမှသိရတယ်လို့ကျုံလေးအဲ့ဒီဖျောင်းနိုင်ကိုသေးချကြည့်ရင်လေဘိုးကကိုစကားပြောလိုက်တယ်ဘိုးကရေဒီဖျောင်းနိုင်ကဘယ်လိုလုပ်ရတာလဲမသိဘူးနော် ငါကြားဘူးတာကတော့ကို့ငွေတွေဆုံးရှုံးတဲ့သူတွေဆို ထွန်းပြီးတော့ငွေပြန်ရအောင်လုပ်ရရဆိုပေကွာအဲ့ဒါဆိုဒီပြောင်းနိုင်ကိုထွန်းလိုက်ရင်ပျောက်သွားတဲ့ငွေတွေပြန်မှာအဲ့လိုလားမင်းကိုပေးခဲ့တာမင်းတော့မသိရငါဘယ်လိုသိမလဲစနေရအေးဗျာတနေရရတော့အသုံးဝင်မှာပဲကျုပ်လည်းဖျောင်းနိုင်လေးကိုကမ်းပြီးအခန်းလေးကိုပြန်ဝင်လိုက်တဲ့ပြီးတော့ဖျောင်းနိုင်လေးကိုတေချာသိမ်းပြီးတော့နေကင်းနေလေကြတော့တေးတမောအိတ်တာပေါ့ဗျာ ိမ်မက်ထဲမှာကျုပ်ကိုလိန်သွားတဲ့သူတွေကကျုပ်ငွေတွေကို ပြန်လာပေးရပြို့ကျုပ်ဖြင့်လူလိန်တွေကိုလက်သေးနဲ့ထိုးပြီးတော့စောင်းမလိုက်သေးရဲ့ဗျနိုးလာတော့ဘိုးကနေအတူဆောင်းတန်းလေးမှာကိုရင်တွေရောဖုံးကြီးတွေနဲ့ပါစကားလေးပါလေးပြောပြီးရောညနေရောက်လာတဲ့အချိန်ညစာစားရပေါ့ဗျာညရောက်တော့မီးစက်မပိတ်ခင် စကားလေးပါလေးပြောပြီး ကိုခန်းကိုပြန်ပြီးအိတ်ကြတာပေါ့ကျုပ်ခန်းနဲ့ပြန်ရောက်တော့ဓမီးနဲ့ဖျောင်းနိုင်လေးကိုထိုးကြည့်ရဲ့ ပြီးတော့စမ်းသက်ခြင်းနဲ့စိတ်ကပေါ်လာရောပြိုမိခြင်းနဲ့ပကံပြားလေးကလည်းအသက်ရှိနေတာဆိုတော့ကြုတ်လေးကတင်ပေါ်ကိုယူပြီးအဲ့ဒီဖျောင်းနိုင်ကိုထွန်းချလိုက်တာပဲစိတ်သေးကနေရောဘာမှစုမတောင်းမိဘူးပြဒီတိုင်းထွန်းချလိုက်တာတာမန်ဖျောင်းနိုင်နေလို့ပါပဲအခန်းထဲမှာလင်းတင်နေရပဲထွေထွေထူထူဘာမှထူးကြတာမျိုးဖြစ်ပါဦးကြုံလေးပါထူးကြမလဲဆိုပြီးစောင့်ကြည့်နေရဘာမှထူးကြတာမရှိတော့ဒီတိုင်းထားပြီးတော့အိယာဝင်လိုက်တဲ့စုပါတော့ဗျာ စနေစနေထောင်းဟကျုံလာတဲ့ဘိုးကရဲ့အတန်ကြားလိုက်တာကြောင့်အိနီယာကထပီးဓမီကိုကောက်ယူကအပြင်ကိုထွက်လိုက်တယ်။အပြင်ရောက်တော့ဘိုးကကဓမီနဲ့ကျုပ်ကို ထိုးကြည့်ပြီးပြောတယ်ဗျ။စနေလာအောင်ကျောင်းရှိမှာကျက်ဖာကြီးရောက်နေရဲ့ကွာ။ဘိုးကရာကျက်ဖာကြီးရောက်တာနဲ့မြောင်းမောင်းထုတ်လိုက်ပြီးရော့ပေါ့။ကျုပ်ကများလာနိုးနေရသေးရဲ့။ဟဲ့ကမင်းဘာတွေပြောနေရလဲ။ ကြက်ပါကြီးဆိုလိုးဟလိုးနာမည်ကကြက်ပါကြီးဆိုငမူလားဟာကွာလာစမ်းပါဘိုးကကကျုပ်လက်ကိုဆွဲပြီးခေါ်သွားတယ်ဗျကျုပ်ထင်နေမနေ့၃နာရီလောက်ကြီးဗျအင်းအဲ့လိုနေတူတူနှစ်ယောက်ចောင်းရှည်ရောက်တော့ကတုံးပြပြောင်းနေအသက်40ကျော်လူကြီးတယောက်ကိုတွေ့ပါရောဗျသူကចောင်းရှည်ဆောင်တဲ့မှာထဏီရဗျပြီးတော့သူ့ကြည့်ရတာအယူတင်နေဘိုးကကျုပ်ကိုဘာကြောင့်ခေါ်ရဲဆိုတာအခုထိကျုံနားမလဲသေးဘူး ကျုပ်တို့ဓမီနဲ့ထိုးကြည့်လိုက်တယ်။သူ့ကိုကြည့်ပြီးပြောလာသေးရဲ့ဗျ။ငါ့ကိုခေါ်တဲ့ကောင်လေးရောက်လာပြီလား။ကျပါကြီးဆွယ်လူကအဲ့လိုပြောတော့ဘိုးကကကျုပ်ကိုဓမီနဲ့ထိုးပြပြီ။အဲ့ဒီကောင်ပဲ။မင်းနဲ့သိလို့လားကျပါကြီး။မသိဘူး။မသိရဲနဲ့မင်းအော်ကြီးကျဲဘာလို့နှုတ်ခိုင်းတော့ဟာ။ကျုပ်ကို သူခေါ်လို့နှုတ်ခိုင်းတာပေါ့။ဘိုးကကကောင်းကော်ပြီးတော့ကျုပ်ကိုမေ့ရဲ့ဗျ။အဲ့ကောင်စနေဒါကကျပါကြီးရဲ့။ အရှင်ကကိုရင်ကြည့်ပေါ့ကွာအခုဘယ်ချင်းကလူထွက်လာလဲမသိဘူးဘိုးကပြောမှာကျွန်တော်နဲ့ဘိုးတော်စင်ယထာပေါ်မှာစကားများခဲ့တဲ့ယောဂီဝင်နဲ့မြို့သမီးတွေပြောနေရဲ့ထွက်ရပေါ့ဆရာတော်ဆိုတာဖြစ်မယ်လို့တွေ့လိုက်မိရဲ့ကျုပ်လည်းဘိုးကကိုပြန်ပြောလိုက်တာပေါ့ဘိုးကကျုပ်မခေါ်ဘူးနော်ကျုပ်ပြခုမှမြင်ပေါ်တာသူ့ဟုတ်ဟဲ့ကမင်းကခေါ်တော့ကခေါ်ပြီးဘာမခေါ်ဘူးလေမင်းပဲလာအောင်လောင်နေခေါ်တာလေမခေါ်ပါဘူးဗျာ ကျုပ်ကခမည်းတော်တော့မသိရကျုပ်ဘယ်လိုလုပ်ပြီးခေါ်မတော့အဲ့ဒါဆိုငါအဲ့နေရာကိုကိုရင်ထွက်ပြီးအခုချက်ချင်းဒီကျောင်းကိုလာခဲ့လို့ပြောတာဘယ်သူလဲမင်းမမင်းပါကွာခေါ်တော့ကခေါ်ပြီးမင်းမငင်းနေပါနဲ့ဟာခဲ့ပြီးကျုပ်တကယ်မခေါ်လို့မခေါ်ပြောတာပေါ့မင်းပြောတော့မြကြီးတို့တန်းအောင်လို့ပါခေါ်ခဲ့ဆိုခမည်းပြောတဲ့သူတွေကိုကျုပ်မသိဘူးဗျာမင်းခေါ်ပြီးတော့ကွာကျုပ်လည်းဘာပြောလို့ပြောမယ်မသိရောဗျာ ။အဲ့ဒါနဲ့ပဲဘိုးကကိုကပ်ပြီးပြောလိုက်ရတယ်။ဘိုးကကျုပ်ကဘယ်လိုခေါ်မှာလဲ။သူနဲ့တော့မသိရ။ငါလည်းမသိရောကွာ။မင်းတို့ကောင်တွေကတကယ့်ကို ဆက်ရှုပ်တွေ။ဘိုးကကစိတ်ဆိုးမယ်ဆိုနဲ့ကြက်ဖာကြီးဆိုတဲ့ကိုရင်လူတက်ကိုကြည့်ရယ်။ပြီးတော့အတန်ခက်မမာနဲ့ပြောလိုက်တယ်။ဟေးကြက်ဖာကြီးမင်းပြန်မဆိုပြန်။မပြန်ဘူးဆိုလဲဒီမှာအိတ်မယ်ဆိုလဲအိတ်ကြလား။အဲ့ရင်တော့ဇောင်းတက်မှာပဲအိတ်ရမှာ။ကြောက်ပြန်မယ်။ ဒီကမြကြည်နဲ့တန်းမပါလို့မတင်နဲ့တာပဲဖြစ်မယ်။နောက်ပြန်ပြန်လာမယ်။အခုပြန်ပြီ။ကျက်ဖာကြီးကပြပြောဆူဆူနဲ့ကျောင်းပြင်ကိုထွက်သွားတယ်ဗျ။ဘိုးကကလည်းတောင်ဝန်တကားကိုသွားပြီးပြီးတော့ကျုပ်ကိုတမီထိုးကြည့်ပြီးမကြည်မနဲ့ပြောနေပြန်သေးရဲ့။ဟဲ့ကောင်စနေ။မင်းလည်းဘာရီချုပ်ထပ်ပြန်ပြီလေ။ဒီကောင်စီကိုရင်ထွက်လာတော့တော်တော်ထူးတယ်ဟေ။မင်းတကယ်ပဲခေါ်ထားတာလား။ဟာဗျာဘိုးကကလည်းကျုပ်ကသူ့ကိုတော့မမြင်ဘူးလား။ဘယ်လိုလုပ်ခေါ်မှာလဲ။ သူ့ကိုကြည့်ရတာစိတ်လည်းမှန်မမပုံးနော်စိတ်တော့မမှန်ဘူးကွာစိတ်မမှန်ဘူးဆိုရင်အထင်မသေးနဲ့နော်ဒီကထွက်ရောက်ပုတ်ဆိုပြီးတခြားဒေတာကလူတွေကကိုးကွယ်နေကြတာဗျဘိုးကကသူ့ပြောသူရင်နဲ့သူ့ခန်းသူပြန်သွားတယ်ကျုပ်လည်းမုံမလင်းသေးရမလို့ကျုပ်အခန်းကျုပ်ပြန်ပြီးတော့အိတ်လိုက်တာပေါ့ဗျာမနေ့အာယုံတက်ချိန်မှာကျုပ်အိယာကနိုးလာတယ်ထုံးစံတိုင်းကိုရင်လေးနှစ်ပါးရဲ့ဖုံးသီးရည်နဲ့အတူကျုပ်ကနောက်ကနေ စွန်းချိုင်ဆွဲပေါ်ဗျာကျောင်းနောက်မှာတစီကျောင်းသားလေးကတော့အမဲပါတယ်ကျောက်ဒီကောင်နဲ့တောင်ခင်းနေပြီဗျအဲ့လိုနေကျောက်တို့စွန်းခံသွားပြီးပြန်လာတော့ဇလန်းကပြန်ဆောက်ပြီဗျဘယ်လိုဆတယ်လဲဆိုတော့ကျက်ပါကြီးကပြောင်းလာပြီးကျောင်းရှိမြပြင်းမှာလူးလိန်နေရဲ့ဗျဘိုးကလည်းတပြက်စီကြီးကံပြီးဘာလို့လို့ဘာကန်ရမမှန်းသိပုံမပေါ့ဘူးဖုံးကြီးနဲ့ကျောင်းကျောင်းဝင်နေရောက်တော့ကျက်ပါကြီးကဖုံးကြီးရှိရောက်တဲ့အထိမြကြီးမှာလှဲ့ပြီးလာလိုက်ဗျာ တကယ်ုံမလို့တက်ပါသေးပဲလူကလည်းပေးဆုံနေရပဲဖုံးကြီးရှေ့ရောက်တော့ဝင်ရမောက်အနေထားနဲ့လက်အုပ်ချည်ရဲ့ပြသူ့ကိုယ်သူသူ့မိသားရှင်ရဲ့တဲ့များထင်နေလားမသိဘူးအဲ့လိုဝင်ရမောက်သေးနဲ့လက်အုပ်ချည်တာပြီးတော့မှဖုံးကြီးကိုလျှောက်တယ်ဗျအရှင်ဖေဟာပြောတကကြက်ပါကြီးအရှင်ဖေရဲ့အကြောင်းကအကြောင်းသားကတပည့်တော်ကို ခေါ်ပြီးမခေါ်ဘူးကြီးညင်းနေပါတယ်သူကမြကြီးနဲ့တန်းအောင်မပါလို့မကြင်တဲ့ဘူးထင်ပါတယ်ဗျာဟဲ့ကြက်ပါကြီး ။နင့်ဦးစနေကသိတို့လား။မသိပါဘူးခင်ဗျာ။ညာအရင် သူ့စီကိုလာခဲ့ဖို့ပဲ။တပည့်တော်ကိုခေါ်နေတာ။တပည့်တော်နေတဲ့နေရာကတန်းအောင်နဲ့မြကြီးကိုခေါ်ခဲ့တယ်ပြောတယ်ခင်ဗျာ။နေပါအောင်။ဖုန်းကြီးရဲ့ចောင်းသားစနေကတကာကြီးနေတဲ့နေရာကိုမသိလောက်ဘူးတဲ့နဲ့။တပည့်တော်အိပ်ပြောသွားတိုင်းသူ့အလလာခေါ်နေရဲ့ခင်ဗျာ။ကျက်ပါကြီးစိတ်လျှော့ပါ။မင်းကကိုရင်ဝင့်နေရပါဘာလို့ထွက်လာရတာလဲသူခေါ်လို့ထွက်လာရတာပေါ့ဗျာ ကျုံနဲ့ချက်ဖာကြီးနဲ့တော့ခက်ပြီးလို့တွေးလိုက်မိရဲ့မနဲ့မိုးမလင်းသေးဘူးတခါအခုလေကျုပ်ပြင်စိတ်ညစ်နေပြီဘိုးကကတော့စိုးဝရမရှိဘူးကျုံလဲကျုပ်ခေါ်တာမဟုတ်တဲ့အကြောင်းဆရာတော်ကိုရှောက်ရတာပေါ့ဖုန်းကြီးဖေဟာတပည့်တော်ညကမှသူ့ကိုသိရပါတပည့်တော်မခေါ်ပါဘူးဖေဟာဘာမခေါ်တာလဲငါအိပ်ပျော်တိုင်းမင်းမဲလလခေါ်နေရညဒီနဲ့တန်းအောင်ပါမှာငါလာခဲ့ရမှာလားပြော့ကွာကျက်ဖာကြီးကကျုပ်ကိုပေါက်ဆက်ဆက်နဲ့ပြောတယ် ကျောက်လဲစိတ်မရှိတော့တာနေဟုတ်တယ်သူတို့ခေါ်လာခဲ့ခမရတို့တွေမလာနဲ့ကျောက်လဲဖြစ်ချင်ရဖြစ်ဆိုပြီးအဲ့လိုပြောထလိုက်တာကျက်ပါကြီးကချက်ချင်းမတက်ရက်လိုက်ပြီးကျောက်ကိုစူးဆိုင်ကြည့်ရဲ့ဗျကျုပ်စိတ်တယ်ဒီလူကြီးနှစ်ပတ်လုံးလို့မြလာမသိဘူးလို့ထင်နေတာတော်သေးရဲ့ကျောက်ကိုတေးချာကြည့်ပြီးပြောလာတယ်အေးငါခေါ်ခဲ့မယ်စိတ်ချအဲ့လိုပြောပြရနဲ့ကျောင်းအပြင်ကိုထွက်သွားတယ်ဗျသူထွက်သွားတော့မှပဲကျောက်လဲတပြင်းချနိုင်တော့တယ် ဖုန်ကြီးကကျုပ်ကိုတေးချာကြည့်ပြီးမိသည်ရဲ့ဗျဆက်နေမိဘကြီးလှုပ်ထားလေပြောစမ်းတပည့်တော်ဘာမှမလှုပ်ပါဘူးဗျာဆက်နေတေးချာစဉ်းစားအောင်ကျက်ပါကြီးကကြောင်းကိုတခါမှလာတာမဟုတ်ဘူးအခုမင်းခေါ်တယ်ဆိုတော့တပည့်တော်သူ့ကိုသိလဲမသိဘူးခေါ်လဲမခေါ်ပါဘူးဗျာအေးပြီးရပဲလေရှုပ်ရှုပ်ရက်ပြီးမလှုပ်နဲ့နော်ကြာလာတင့်မဗျာကျုပ်ကိုဖုန်ကြီးကတတိပေးရဲ့ဗျသူမယုံမကြည်ဖြစ်တာတော့မဆန်ပါဘူး ကိုရင်အကြာကြီးဝင့်နေတဲ့ကြက်ဖာကြီးကပြုံးစားကြီးလူထွက်လာပြီးကျောင်းကိုလာပြီးကျုပ်ခေါ်တယ်လို့ပြောတော့ဖုန်းကြီးလည်းကျုပ်ကိုဖဲ့ရုံမလဲတေးကြတာတော့ကျုပ်လည်းမဟုတ်တာဘာမှမလုပ်ထားပါဘူးဗျာကျုပ်တို့တည်းနေစွန့်တဲ့ဖုန်းကြီးနဲ့ကိုရင်နှစ်ပါးတွေပြင်ဆင်ပေးနေတာပေါ့ဗျာစပွဲကောင်အဝိုင်းလေးတွေမှာစွန့်ကြိုင်တွေကစွန့်ရင်တွေကိုဗကန်တွေထဲတေးချထည့်ပြီးရလာတဲ့စွန့်တွေကိုအုပ်လေးတွေနဲ့တက်တက်ရပြင်ပီးထားတာပေါ့ တို့ဖုံးနိုင်သလားဖုံးပြီးကြံနဲ့စွန်းနဲ့စွန်းဟင်းတွေကိုကျောင်းနဲ့ဘိုးကကစားရတာပေါ့ဗျာဟင်းကတော့အဆုံးမဲ့ပြိုတပိတ်သုံးလုံးအပြင်ဂျိုင်းတက်ကြိုက်မှာဒကာရီကစွန်းဘိုးထည့်ပေးလိုက်တာဆိုတော့စွန်းတော့ပေါ်တယ်ပြိုကျောင်းနဲ့ဘိုးကအတွက်ကတော့ညစာကအေးစေးပဲကျောက်တို့တွေနိလေစာစပြီးတော့စွန်းစာကျောင်းဆောင်တွေကထွက်လာလိုက်တယ်ဆောင်းထဲမှာဖုံးစီနဲ့ကိုရင်နှစ်ပါးကစကားပြောနေကြတယ်ကျောင်းနဲ့ဘိုးကလည်းဆောင်းထဲမှာထန်လိုက်တာပေါ့ ထိုင်ထိုင်ချင်းမှာပဲဘုံစီကဘိုးကကိုစတယ်ဗျဘိုးကလက်တွေတုံနေရဲ့ဆိုဘာလဲကျောင်းမှာရက်တွေပါလေခိုးတောင်းနေရလားဟာဖုံးကြီးကလည်းတပည့်တော်ကတောက်เสียလားဘသူပြောလဲဖေယားဘသူမှမပြောပါဘူးကွယ်မှန်းကြည့်ရရင်းရခက်စွန်းနဲ့အပြစ်ခက်တာတဝက်ပဲပါတယ်လို့ကိုရင်ကပြောလို့လက်တွေတုံနေတာမတောက်ရလို့များလားလို့မဟုတ်ပါဘူးဖေယားဇေယထောင်းလာရမလို့တုံတာပါဟုတ်ပါပြီဟုတ်ပါပြီ စနေဘိုးကအခုတလောရက်ွက်တဲ့သွားသွားနေရကိုသိလားဘုံကြီးကပြုံပြုံလေးနဲ့ကျောက်ကိုပြောတယ်ဗျကျောက်တည်ပါတယ်ဘိုးကကိုစနေရဆိုပါလေအဲ့ဒါနဲ့ကျုပ်လည်းဘိုးကကိုတစ်ချက်ကြည့်လိုက်ပြီးဘုံကြီးကိုပြန်လျှောက်လိုက်တယ်ဘိုးကကနှဆောင်ပြိုင်တဲ့ကအပြိုကြီးကိုရဆိုင်ကိုသွားသွားနေရပါဗျာကိုရဝယ်ရင်လေတော်တော်နေပြန်မလာဘူးအကြကြီးထန်နေတာကျုပ်ဘုံကြီးကိုအဲ့လိုလျှောက်တော့ဘိုးကကကျုပ်ကိုမကြည့်မနှက်နဲ့ကြည့်ရဗျပြီးတော့ဘုံကြီးကိုပြန်လျှောက်တယ် မဟုတ်ပါဘူးဗျာဒီကောင်စနေလျှောက်ပြောနေရပါတပည့်တော်ရက်ွက်မှာကကုန်းဆိုင်ဆိုလို့အပြိုကြီးမအောင်စင်ရဆိုင်ပဲရှိရလေလူများတက်လို့ကုန်းဝင်ဆောင်ရတယ်ဗျာအဲ့ဒါကြောင့်ကြာနေရတာပါ အမေဘိုးကကဘုံကြီးကို ရှင်းပြနေရဗျာဘုံကြီးစားနောင်နေရကို तू မသိဘူးတကယ်ထင်နေတာကျုပ်ကလည်းဘဲရမလဲဘိုးကအောင်တီချာကြည့်ပြီးရောဘိုးကခမည်းမကုန်းအိမ်ရှိတာပဲငွေအကုန်ခံပြီးကုန်းတော်ဝင်နေရက တခုခုတော့တခုခုပဲနော်စနေမင်းကောင်ကြောက်ချနေရလားကုန်းရရမှာပြင်းလို့ကုန်းဆိုင်ကကုန်းဝယ်စားလေကွာမင်းကဘာပြည့်ချင်နေရလဲဘာမှပြည့်ချင်မှာဗျာဘိုးကမိမတွေပါရရတော့မှစို့လို့ပါမင်းကွာပောက်ကြီးရတယ်ပြောနေတယ်လာဟိတ်ကတောင်ဘက်တော်ရဲမှာပေါင်းပေါက်ရမယ်မင်းကအလုံးမလုံးရတာကြတော့တော်တော်လေးပေါ်နေရပါလိကျုံလေးအာချောင်မိရကနေထမင်းစားပြီလို့ဘာမှတော့တိတ်မကြလိုက်ဘူးပောက်တူကြီးထန်ပြီး တော်ရဲကိုပေါင်းပေါက်သွားရပါလျော့ဗျ။ကျုပ်ကိုရှာရှည်ရဲ့ကောင်လှုပ်ဆန်းစွဲသဘောနဲ့ဘိုးကကအညိုနဲ့ခိုင်းနေတော်တာပြုတ်။သူ့ရဲ့ခွင်နဲ့ရောက်နေရဲဆိုတော့လေလှုပ်ပြီးတော့လို့သာတွေးရတာပေါ့ဗျာ။အဲ့လိုနဲ့ကျုပ်တို့ပေါင်းပေါက်နေချိန်မှာကိုရင်လေးနှစ်ပါးရောက်လာတယ်။ပြီးတော့ကျုပ်နဲ့ဘိုးကကိုဘိုးကနဲ့ကိုစနေကျောင်းရှိလာခဲ့ဩ။ကိုကျဖကြီးကလူတယောက်ကိုကျိုးနဲ့တုတ်ပြီးခေါ်လာတယ်။ဟာတကယ်ကြီးလား။ကိုရင်ဖုန်းကြီးကိုရောရှောက်ပြီးလားဖေ။ ဖုန်းကြည့်လဲရှိရဲ့တကာစနီကိုခေါ်ပေးလို့ပြောနေလို့ကိုရင်တို့ကလာခေါ်တာတင်မတင်မတပည့်တော်လိုလိုက်ခဲ့ပါမယ်ဖေယားကျုံနေဘိုးကလည်းပေါတိုးလေးတွေပြေးချပြီးကိုရင်လေးတွေနောက်လိုက်ခဲ့ကြပါဗျာကျောင်းရှိရောက်တော့ဟုတ်တယ်ဗျို့ကျပကြီးကလူတယောက်ကိုဂျိုးနေတော့ပြီးထန်းထားတယ်ကျပါကြီးကဘလောက်တန်တယ်လဲဆိုသူ့ထက်လာတဲ့လူကိုပခုံးပေါ်မှာကန့်လက်ပြက်ကြီးတင်ထားတာဖုံးကြီးကအောက်ကိုခြာပေးဖို့ပြောတာကမခြာပေးဘူးဒါကကျပါကြီး မင်းပါရီလုတ်ခဲ့ပြန်ပြီလေကွယ်ပခုံးဘော်ကလူကိုအရင်အောက်ချစမ်းမအောင်ဖုန်ကြီးပြောနားထောင်ပါမချပေးဦးဖေဟာဒီကောင်ပြေးမှာဆိုရတယ်ဖုန်ကြီးတောင်းသားကဒီကောင်ကိုအပါခေါ်ခဲ့လို့ပြောလို့တပည့်တော်ခေါ်လာတာမိမတယောက်ကြံသေးတယ်သူ့ကိုသွားခေါ်ရအောင်မေဖေဟာတခါကြက်ပါစီဘာရီလုတ်နေရလဲဖုန်ကြီးနားမလဲတော့ဘူးဖုန်ကြီးကကြက်ပါစီကိုစကားပြောနေရင်ကကျုပ်တို့လာရမြင်တော့ကျုပ်တို့ကိုကြည့်ပြီးလှမ်းမိန်နေဗျာ တနင်းနဲ့ဘိုးကလာပါအောင်ကျပ်ပါကြီးကိုပြောကြစမ်းပါအောင်ဖုန်ကြီးကတော့ဘလို့မှပြောတတ်တော့ဘူးကျုပ်တို့ဖုန်ကြီးတောင်စိတ်ညစ်သွားပြီပြောအဲ့ဒါနဲ့ကျုံနဲ့ဘိုးကကိုစစ်ကိုခေါ်ရတော့တယ်အဲကျပ်ပါကြီးကကျုပ်ကိုမြင်တော့ပြုံးရပြီးတော့စကားလှမ်းဆိုရပြကောင်းလေမင်းခေါ်ခိုင်းတဲ့ကောင်းလေးကိုငါခေါ်လာပြီရော့ဒီမှာကျပ်ပါကြီးကပြောပြောဆိုဆို သူ့ကျိုးတော်ပြီးထန်းထားတဲ့လူကိုမြေပြင်မှာချပေးလိုက်တယ် ခြေထောက်နဲ့လက်ကဝဲမှာကြိုးကြည့်ထားတဲ့အပြင်မစက်မှာပါအဝဲစာစိုးကန်ထားရတာဆိုတော့အဲ့လိုဖြစ်ကတော့တော်တော်လေးမတက်တာပဲဘို့ကျက်ဖာကြီးကအဲ့လိုမြပြင်ပေါ်လဲရောက်ရောခြေထောက်နဲ့တွန်းလင်ပြီးကြောက်ရှိထိလင့်လာတယ်ဗျဘယ်သူတတာမရပါဘူးကျုပ်အနာရောက်လာတော့မှကျက်ဖာကြီးက ခြေနဲ့ကန်လင့်နေရကိုရက်လိုက်ပြီးကောင်းလေမင်းကောက်ခိုင်းတာဒီကောင်မဟုတ်လားဟာဦးကျက်ဖာကြီးကလည်းဗျကျုပ်ကဒီလိုလူကျုပ်မျက်လုံးပြူးသွားတယ်ဗျ ကျိုးတုတ်ခံလူကကျိုးအမွေရထားရဲ့ရွာကအိမ်နဲ့လယ်ပေကို ရောင်းလို့ရရဲ့ငွေတွေကိုလိမ်သွားတဲ့လူလိမ်ဆိုးနိုင်အခုဘယ်ကဘယ်လိုဖြစ်ပြီးကျိုးရှိကိုရောက်လာတယ်မသိဘူးဒီလူကလူရုပ်မှာဗျသူ့မိမမဆန်းဆိုတာရှိသေးတယ်ကျိုးတို့ရွာကိုလာရင်းနဲ့ကျိုးအိမ်မှာတက်ပြီးမြို့မှာဖာအလုပ်လုပ်ရင်ဘလောက်အကျိုးမြတ်တွေရမယ်လို့ပြောလို့ကျိုးရှိတာအကုန်ရောင်းပြီးမြို့ပေါ်တက်လာတော့သူတို့ငားနေတဲ့အိမ်မှာကျိုးကိုထားခဲ့ပြီးကျိုးငွေတွေကိုလစ်ပြေးသွားတယ်လင်မယားနှစ်ယောက်ထဲကမှာ ယောက်ျားဖြစ်သူလူလိန်ပေါ့ကျုပ်လည်းအနစ်နဲ့လလာစိတ်ထဲမှာတုံနေနေဖြစ်နေရတယ်အခုကျုပ်ငွေတွေကိုလိန်သွားတဲ့အခါကျုပ်ရှိရောက်နေပြီဆိုတော့ကျုပ်ဆိုတဲ့စနေကဘလို့လို့တီးကန်နိုင်တော့မှလဲစတောင်းနဲ့မျက်ခွက်ကိုပြေးကန်ထလိုက်တာပေါ့ဗျာကျုပ်ကန်ချက်ကအတော်ကောင်းတာဗျာအဲ့ဒီလူလိန်နှကောင်းမှာသွေးတွေချက်ချင်းဖြာထွက်လာတာပဲကျုပ်ဒီလိုလုပ်မယ်လို့မထင်ထားတဲ့ဖုန်ကြီးဘိုးကနေကိုရင်လေးနှစ်ပါးကကျုပ်ကိုငေးကြောင်ကြည့်နေတာပြီးမှအတိဝင်ပြီးတော့ကျုပ်ကိုဆွဲထားကြတယ်ဗျာ ကျောက်ကအဲ့လူတွေကိုတကယ်တက်ချင်နေခဲ့အားဘိုးကကကျောက်ကိုဆွဲထိုင်းကနေငောက်တယ်အဲ့ကောင်စနေမင်းဘယ်လိုလုပ်လိုက်တာလဲမင်းကကြက်ဖာတီတောင်စိုးနေပါရောလားဘိုးကဘာသိလို့လဲဒီကောင်ကလူလိမ့်ပြကျောက်စီကငွေတွေကိုဒီကောင်နဲ့သူ့မိမအကုန်ခိုးသွားတာကျောက်ဘိုးကကိုအဲ့လိုပြောတော့ဘိုးကကလူလိမ့်ကောင်ကို ကြည့်ပြီးစကားဆိုလိုက်တယ်မင်းကသူ့ငွေတွေကိုဘာလို့လိမ့်တာလဲဘိုးကကလည်းဗျာဘာတွေရှောင်မင်းနေတာလဲ ငွေလိမ်ပါတယ်ဆိုမှငွေလိုကျွန်တို့နေမှာပေါ့ဒီကောင်တက်ဆိုင်ရဖို့အဲ့မယ်ဗျာကျုပ်ကဘိုးကကိုပြောပေးမယ်ဘိုးကကျုပ်ကိုလှုပ်လိုက်ပြီးတော့လူလီကောင်ရဲ့ဗစက်မှာစိုးထားတဲ့အဝေးတွေကိုဖြုတ်ပေးလိုက်တယ်အဲ့တော့မှလူလင်ကောင်ကကျုပ်ကိုကြည့်ပြီးတောင်းပန်ပါလေရောငါငါလေကက်မိပါတယ်ကွာငါတောင်းပန်ပါတယ်ခမရတို့အခုရောက်ပါလို့နေရတယ်ပြောစမ်းဟိုဟိုဒီကထွက်ရပောက်ကိုရောရဲ့ဝေးရအော်အခုလေလိန်စားနေတာပေါ့လေ ိုးကာကဝင်ပြောပြီးအသာသိမရှိရဲ့သူ့ခြေထောက်နဲ့ကန်ပြန်ရော့ပြောအခုတော့ကျွန်ုပ်ကပြန်ဆွဲလိုက်ရတာပေါ့ဗျာဘိုးကစိတ်စိတ်လျှော့ပါဗျာဟဲ့ကောင်စိတ်မနှက်နဲ့ကြက်ဖာသေးကိုတင်ငန်းစီပီပီလှုပ်ရှားနေတာလက်ဆက်သက်တော်ဒီလူလိမ့်တွေကိုဘိုးကမကြည်မနှက်နဲ့အဲ့လိုပြောပြီးမှဖုန်ကြီးပဲလှည့်ပြီးရှောက်တယ်နေဘလို့လောက်ရမလဲလို့ပေါ့ဖုန်ကြီးကမိတ်နေဒီကိစ္စကလောကီရီမို့ဖုန်ကြီးဝင်ပါတော့ဘူး ဒါပေမဲ့ရိုက်ပုံနှိပ်ဆက်တာပဲထပ်မလုံးနဲ့တော့စနေနေ့ဖို့ကတိမဗျာတပည့်တော်တို့ဒီလူလင်ကောင်တွေကိုတက်ဆိုင်ရကိုပို့လိုက်ပါမယ်။ဘုံကြီးကတော့ကျုပ်တို့ကိုမိစားရှာမဲ့ပြီးကျောင်းပေါ်ကိုပြန်ကြွသွားတယ်။ကျုပ်နဲ့ဘိုးကကတော့လူလင်ကောင်ကိုတမမက်တမက်မက်ပေါ့ဗျာ။ကျက်ဖာကြီးကကျုပ်ကိုကြည့်ပြီးစကားပြောတယ်ဗျ။ကောင်းလေ။မင်းကျင်းနေတယ်မဟုတ်လား။နောက်ဆိုငါ့ကိုမခေါ်နဲ့။နောက်တယောက်ငါသွားရှာပြီးခေါ်လိုက်အောင်မယ်။မင်းတို့ဒီမှာပဲစ ကျက်ဖာကြီးကပြပြောဆိုဆိုကျောင်းဝအပြင်ကိုထွက်သွားတယ်ဗျကျုပ်တို့လည်းမတားလိုက်မိဘူးဘိုးကတော့လူလင်ကောင်ကိုစင်မင်းနေရဲ့ဗျဟဲ့ကောင်မင်းစနစ်ရံငွေတွေကိုပြန်ပေးလိုက်စမ်းအခုတော့မရှိတော့ဆရာကြီးရှိရကထွက်ရပေါကိုတော့ကိုလှူတဲ့အလွင်ငွေတော်တော်စမ်းမင်းတို့ကောင်တွေလိန်ဆက်တာကအရန်လွန်လာပြီအခုဆိုသာသနာကိုပါခူးလုံးလုပ်လာပြီကျုပ်ကျုပ်နောက်ဆိုမလုပ်တော့ပါဘူးကျုပ်ကိုလှုပ်ပေးပါ ဒီကောင်စကားသိမ့်များတယ်ရော့အတန်တိတ်နေစမ်းဘိုးကကတော်တော် ကျန်းတာပဲဗျာအဝိတ်ကိုလူလျက်ပစက်တဲ့အတင်းထိုးသိပ်ပြလိုက်တယ်လူလင်စကားမပြောနိုင်တော့မှဘိုးကအကျုပ်ကိုတေချာကြည့်ပြီးမိတယ်စနေနည်းနည်းတော့ထိုးစမ်းနေမင်းခေါ်ခိုင်းနေဆိုပြီးကြက်ဖကြီးကမင်းစီလင်းတဲ့လူကို ခေါ်လာပေးရဲ့မင်းကလည်းမခေါ်ခိုင်းဘူးဆိုတော့ဘိုးကကတခုခုကိုလေးလေးနက်နက်တွေးနေရဲ့ဗျာပြီးတော့မှကျုပ်ကိုတေချာကြည့်ပြီးဟဲ့ကောင် မင်းကိုဘိုးတော်စိန်ပေးလိုက်တဲ့ဖျောင်းနိုင်တယ်ရောကျုံညကလေးကထွန်ပြက်လိုက်ပေးတယ်ဗျာအော်အဲ့ဒါကြောင့်ကိုစက်ပါကြီးကသူ့အိမ်မဲထဲမှာမင်းကလာခိုင်းတယ်တော့မြင်နေဆိုတော့ဖျောင်းနိုင်ကအစွမ်းပြက်တာပဲနေမဲငတ်ကောင်ရဲ့အဲ့တော့မှကျုံလေးတေချာတွေးမိသွားတယ်ဟုတ်တာပေါ့ကျုံဖျောင်းနိုင်လေးကိုထွန်လိုက်တာလူလိန်ကောင်ကျုပ်ရှိတတဲ့ရောက်လာပါလေရောလားကျုံလေးဘိုးတော်စိန်ရဲ့ဖျောင်းနိုင်ကတဲဆွမ်းပါလားလို့တွေးမိပြီး လူလိမ်မကိုသွားဖက်နဲ့ကျက်ဖာသေးလာကိုစောင့်ပြီးတက်ဆိုင်ရာသွားအပ်ဖို့ဇောင်းထဲမှာထိုင်ဆောင်နေကြတာပေါ့ဗျာပြိတ္တများရှင်မောင်စနေနဲ့ကျက်ဖာသေးဆလန်လေးကတော့ဒီလောင်းနဲ့သာအဆုံးသတ်လိုက်ရပါတယ်မကြမီမောင်စနေနဲ့ဓာထုံးလိုက်အမြင်ရတဲ့ဆလန်လေးကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို like and subscribe လေးလုပ်ထားပြီးပို့တောင်းဆိုလိုက်ပါရရှင်။